ကျွန်မကတော့ဆီယမကြီးဒေါက်တာစောဦးနေကြီးတပည့်ဆီယမယမင်းဖြစ်ပါတယ်။နိုဝင်ဘာ18ရက်ကနေပြီးတော့နိုဝင်ဘာ23ရက်အတွင်းမှာတပတ်တာကာလအတွင်းမှာ9ရက်သားသမီးတွေရဲ့ဆောင်းရန်ရှောင်းရန်အကြောင်းအရာလေးတွေကိုကြေကြာပေးမှာဖြစ်ပါတယ်။ဟာယောဒီမှာ MS Mail Remover နာဇိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ အခုတနင်္ဂနွေတာသမီတွေရာစပြီးတော့ပြောမှာဖြစ်ပါတယ်တနင်္ဂနွေတာသမီတွေကဒီတပတ်တာကာလအတွင်းမှာကိုလှုပ်ချင်တဲ့လုပ်ငန်းလေးတွေအရန်ကောင်းနေပါတယ်ကိုလှုပ်ချင်တာတွေလောက်ကန်ရတတ်ပါတယ်ဒါပေမဲ့အလုပ်မှာတော့အတိုက်ခံလေးတွေတော့များနေတတ်တယ်အလုပ်လေးတွေကတော့မအောင်မြင်တာမဟုတ်ဘူးအောင်မြင်တယ်အခက်ခဲလေးတွေမလုံလားတဲ့ပြဿနာလေးတွေပေါ်ပေါ်လာတတ်ပါတယ်အဲ့ပြဿနာလေးတွေပေါ်လာပြီးတော့မှအောင်မြင်သွားတာမျိုးနည်းနည်းစိတ်ရှုပ်ရတာပေါ့နော် အောင်မြင်တော့အောင်မြင်တယ်နည်းနည်းတော့စိတ်အနှောက်အယှက်လေးဖြစ်သွားရတာမျိုးစိတ်ပြင်းမဲရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့တပတ်တာကာလဖြစ်ပါတယ်။ဒါပေမဲ့ဒီတပတ်တာကာလအတွင်းမှာမြေတွေဝင်လာတတ်ပါတယ်။ဝင်လာတဲ့မြေမြေသေးရလဲကောင်းတယ်။အဲ့ကတွေပြီးတော့ပြန်ပြီးရောင်းမယ်ဆိုအမျက်ဆုံးနေအများကြီးတလားလားအောင်းလိုက်တာနဲ့အမျက်ဆုံးရသွားတာမျိုးတွေကြုံရတတ်ပါတယ်။ငွေကြေးမှာတော့နည်းနည်းလေးဒီတပတ်တာကာလအတွင်းမှာတော့အခက်အခဲလေးတွေတော့ရှိနေတတ်ပါတယ်။ ကျမရေးအနေနဲ့ဒီတပတ်တာကာလအတွင်းမှာစိတ်ထောင်းကိုကြည်လေးပေါ့နော်နည်းနည်းလေးဖြစ်နေတတ်ပါတယ်အချစ်ရေးလေးမှာတော့ချစ်သူနှစ်ဦးကဝေးတက်တက်တက်နီးတဲ့ချက်ချက်ပုံစံမျိုးဖြစ်နေတတ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာကံကောင်းမဲ့နံပါတ်လေးတွေကတော့၄ခန်းနှစ်ခန်းလေးကံကောင်းနေပြီးတော့ကံကောင်းတဲ့အရာလေးကတော့ဆင်ဆွဲအောင်လေးဖြစ်ပါတယ်အဲ့တော့မိမိနေဖခင်မှာမိမိလိုအင်စန္ဒတွေပြေဝဖို့အတွက်ရွှေကြီး နှစ်သုံးခုပေါ့မြတ်စွာဘုရားရှင်ကိုလှူဒန်းမယ်လှူဒန်းပြီးတော့လူရဆူတောင်းမယ်ဆိုမိမိရဲ့လူရင်းစံသားလေးပြေဝါလာပါလိမ့်မယ်တနင်္လာသာသမီများတနင်္လာသာသမီတွေကတော့ဒီတပတ်တာကာလအတွင်းမှာခရီးကန်လေးတွေအရန်ကောင်းနေပါတယ်ကောင်းတဲ့ခရီးလေးတွေသွားရတတ်တယ်ကိုမရောက်ဘူးတွေနေရာမျိုးတွေရောက်ရတတ်တယ်အဲ့ခရီးရတွေပြီးတော့ပြန်လာလို့ရှိရင်ကိုအတွက်အကျိုးမြတ်လေးတွေရလာမျိုးတွေတုံ့ရတတ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာအလုတ်ပြောင်းနေရာပြောင်းကိန်းလေးတွေတော့ရှိပါတယ် ပြောင်းမယ်ဆိုရင်လည်းပြောင်းလိုက်ပါရှင်။ကောင်းတဲ့အပြောင်းလဲတွေဖြစ်နေတဲ့အတွက်ပြောင်းလိုက်ပါရှင်။တခုတော့တတိထားပါ။ဒီတပတ်တာကာလအတွင်းမှာလူမျိုးချားလေးတွေတော့နည်းနည်းလေးဒုက္ခပေးတာမျိုးလက်အောင်ငယ်တာဝန်ထမ်းလေးတွေကနည်းနည်းဒုက္ခပေးတာမျိုးတော်လန်တာမျိုးတွေတော့ရှိတတ်ပါတယ်။အဲ့တော့မိမိလုပ်ငန်းလေးတွေအဆင်ပြေအောင်အောင်မြအောင်ဆိုရင်ဒီတပတ်တာကာလအတွင်းမှာတစ္ဆာတရားကိုလက်ကင်ထားပြီးတစ္ဆာဆိုပါဘာဖြစ်ဖြစ်ဘာလေး ျွန်တော်ဘာမှန်ကန်တဲ့အတွက်ကြောင့်ဒီတစ္ဆာစကားမှန်ကန်တဲ့အတွက်ကြောင့်ကျွန်တော်ဘာဖြစ်ရပါလို့ဤဆိုတဲ့ပုံစံမျိုးလေးတစ္ဆာဆိုပေးပါရှင်ဒီတပတ်တာကာလအတွင်းမှာဆက်အပြည့်အပြည့်အစည်းလေးတွေအဟောင်းလေးတွေထွက်တက်ပါတယ်ထွက်သွားလဲကိစ္စမရှိပါဘူးထွက်သွားရင်ပို့ပြီးတော့ကောင်းပါတယ်ဒီတပတ်တာကာလအတွင်းမှာကျမကြီးအနေနဲ့ကတော့လေအောင်နဲ့ယောဂလေးတွေဖြစ်ပွားတတ်ပါတယ်ကျမကြီးတော့အထုခယူဆိုင်ပေးပါ အခြေရေးအနေနဲ့ကတော့ကိုချစ်တဲ့ချစ်သူကနေပြီးတော့ကိုကိုရှောင်ကွင်းသွားတာမျိုးတော့နည်းနည်းကြုံရတတ်ပါတယ်။အတ္တိတော်ကြမလို့ဒီတပတ်တာကာလအတွင်းမှာကံကောင်းဖို့အတွက်ဆိုရင်အပြာရောင်လေးကိုဝစ်ဆင်တာပါ။ကံကောင်းမဲ့အရောင်လေးကတော့အပြာရောင်လေးဝစ်ပြီးတော့သွားပြီးပြောမယ်ချစ်သူကိုစကားပြောမယ်လုပ်ငန်းလေးသွားပြောမယ်ဆိုအောင်မြင်မှုတွေရတတ်ပါတယ်။ကံကောင်းမဲ့နမတ်လေးတွေကတော့6ခန်းနဲ့2ခန်းလေးကံကောင်းနေပြီးတော့ မိမိနေအိမ်ရဲ့မျက်စွာပြားရှင်အောင်အုံဒီစိတ်၆စိတ်လှူဒန်းပြီးတော့လိုရာဆူတောင်းမယ်ဆိုအောင်မြင်မှုတွေရတတ်ပါတယ်ရှင်။အင်္ဂါသာသမီများအင်္ဂါသာသမီတွေကတော့ဒီတပတ်တာကာလတွင်မှာမိမိလှုပ်ရှင်တဲ့အလုပ်လေးတွေကလည်းများနေတယ်လှုပ်ရှင်တဲ့အလုပ်လေးများတလောက်လည်းလှုပ်လိုက်ရင်လည်းအောင်မြင်မှုတွေရတယ်။ဒါပေမဲ့အောင်မြင်ခံပြီးနောက်ဆုံးလက်တကန်ဒီလက်မှတ်လေးထိုးလိုက်တာနဲ့ပြီးသွားတော့မယ်နောက်ဆုံးလက်တကန်အလိုကျမှထင်ငေါ်ပြီးနေတာမျိုးစံကြနေတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့တော့ကိစ္စမရှိပါဘူးနောက်ဆုံးတော့ကိုကတော့အောင်မြင်မှုတရဖူကြီးကိုပျော်ပျော်ကြီးကန်ပြီးတော့အောင်မြင်မှုကိုရတတ်ပါတယ်ခကြီးတွေလည်းထွက်နေရတတ်ပါတယ်ခကြီးကောင်းလေးတွေလည်းသွားရတတ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာအမျိုးသမီးနှစ်ဦးအကူအညီပေးတတ်ပါတယ်သူတို့ရဲ့ကူညီမှားဆမှုနဲ့ပဲအောင်မြင်မှုတွေရတတ်ပါတယ်ရှင်ကိုကိုတော့မနာလိုဝင်းတိုတိုက်ခတ်တဲ့သူတွေတွေတော့ရှိတတ်ပါတယ် ဒီတပတ်တာကာလအတွင်းမှာအချစ်ရင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းမြေ့တာမျိုးပျော်ရွှင်နေရတာမျိုးကြီးကြုံတွေ့ရတတ်ပါတယ်။ဇမားကြီးအနေဖြင့် one shot one ပြတ်ယောဂမျိုးကြီးတော့ဖြစ်ပွားတတ်ပါတယ်။ဒီတပတ်တာကာလအတွင်းကံကောင်းမဲ့နံပါတ်၄ကတော့၅ကနန်း၃ကနန်းလေးတွေကံကောင်းပြီးတော့ကံကောင်းမဲ့အယောင်လေးကတော့အဝါယောင်လေးဖြစ်ပါတယ်။မိမိနေအိမ်ဖျားမှာထုံးမိလေးစုတန်းပြီးတော့လူရဆူတောင်းပေးပါရှင်ဗုဒ္ဓဟူတာသမီးများ ဗုဒ္ဓဟူသာသမီတွေကတော့ဒီတပတ်တာကာလအတွင်းမှာမိမိနေအိမ်ဖျားမိမိနေကိုပေါ့နော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကြွလာလာရင်တော့၎င်းရုပ်ပွားတော်တွေကြွလာရင်တော့၎င်းယဟန္တာပုံတော်လေးကြွလာရင်တော့၎င်းအဲ့လိုနမိတ်မျိုးတွေတွေ့တဲ့ရင်တော့ကံကောင်းတတ်ပါတယ်အိမ်ကိုလည်းရွှေပေါ့နော်ရွှေလက်ကောက်လေးကြောက်လေးနဲ့တွဲထားလဲလက်ကောက်လေးတကွင်ဝင်လာတတ်ပါတယ်ဒါပေမဲ့အိတ်ကြောက်လေးမှာတော့ဗာလဲဆိုနည်းနည်းလေးအပြစ်အနာစာလေး တန်ရာလေးတစ်ခုတော့ပါတတ်ပါတယ်ရှင်ဒီတပတ်တာကာလအတွင်းမှာတော့မိမိနေအိမ်ဖျားကိုကိုဝင်ဆောင်တယ်လေးရောက်လာမယ်ဆိုတော့လက်မခံပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုဝင်ဆောင်တယ်လေးဒီဝေးဖွားရခတ်သွားမှာဖြစ်ပါတယ်ရှင် သူ့လို့အတွက်ကိုစိုးရင်ပေးရခြင်းဖြစ်ပါတယ်နော်ဒီတပတ်တာကာလအတွင်းမှာအလုတ်ပြောင်းနေရပြောင်းမယ်ဆိုရင်တော့ကြောင်းလဲလိုက်ပါကြောင်ဖို့အခွင့်ရေးတွေလည်းရလာပါလိမ့်မယ်အလောက်ကောင်းနေရာကောင်းလေးတွေလည်းရတတ်ပါတယ်ရှင် ဒီတပတ်တာကာလအတွင်းမှာကျမ်းမာရေးအနေဖြင့်တွေးထက်တန်ယိုဖြစ်တတ်ပါတယ်။နည်းနည်းဂယုဆိုင်လိုက်ပါထိခိုက်တန်းရာလေးတွေလည်းရတတ်ပါတယ်။အချစ်ရေးမှာတော့ဆူဆူပြပြတတရရပဲရှိနေပါတယ်။ဒီတပတ်တာကာလအတွင်းမှာကံကောင်းတဲ့နမတ်လေးတွေကတော့တစ်ကနန်းနှစ်ကနန်းလေးကံကောင်းနေပြီးကံကောင်းမဲ့အရာလေးကတော့လိမ္မော်ရောင်လေးဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာဟလဝါလှူလန်းလိုက်ပါရှင်။ ဂျာတာပိသာသမီများဂျာတာပိသာသမီတွေကတော့ဒီတပတ်တာကာလအတွင်းမှာ မနိုင်ဝင်လေးတွေထမ်းနေရတယ်ပေါ့ကိုယ့်ရဲ့အလုပ်အပြင်နောက်ထပ်အလုပ်တစ်ခုကိုပါလုပ်နေရအလုပ်နှစ်ခုကိုပူတွဲပြီးလှုပ်ဆောင်နိုင်ရတဲ့အတွက်ကြောင့်မနိုင်ဝင်လေးတွေထမ်းနေမနိုင်ဝင်ထမ်းနေရသလိုမျိုးပဲဝင်ဝင်လေးကလည်းကောင်းနေပါတယ်နော်ငွေကြေးလေးတွေလက်လာပါတယ်ရွှင်းနေတယ်နောက်ပြီးတော့အခြားသူတွေကလည်းသူစီကလာပြီးအကြံဉာဏ်တောင်းတယ်သူပေးလိုက်တဲ့အကြံဉာဏ်လေးတွေကိုအခြားသူတွေကလှုပ်ဆောင်လိုက်ပြီးတော့အောင်မြင်သွားတာမျိုးတွေ အောင်မြင်မှုတွေရသွားတာမျိုးတွေလည်းကြုံရတတ်ပါတယ်သူဒီသူများကိုအကြံပေးတဲ့နေရာမှာအောင်မြင်တတ်တယ်လို့သူကိုယ်တိုင်လည်းအောင်မြင်နေတဲ့အချိန်ကာလဖြစ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာတော့ဆိုင်ရင်ဆရာတော့တည်တည်ကြာကြာလုတ်လုတ်တင်ပါတယ်ဆိုင်ရင်ဆရာနဲ့ပတ်သက်ပြီးတော့နည်းနည်းအမှားယွင်းတွေဖြစ်တတ်ပါတယ်ဆိုင်ရင်ဆရာကြောင့်စကားပို့ပြောရတာမျိုးပေးပြီးသွားပြီးမပေးရသေးဘူးအဲ့နေ့ကအဲ့လုံကတော့ငွေကြီးဒီလောက်လေးပေးထားပါတယ်ဆိုပြီးတော့အဲ့လိုအငင်းခုန် လီဒီနေနေတော့ဖြစ်တတ်တဲ့အတွက်စရင်တိတိကျကျလောက်ပါဘလောက်ရင်းနှီးတယ်ပဲဖြစ်ဖြစ်စရင်ကိုအတိကျလေးလောက်ကိုင်တင်းတဲ့တပတ်တာကာလအတွင်းဖြစ်ပါတယ်။ကျမ်းမာရေးအနေကြတော့အမြင်မှပြုတ်ကျတတ်တဲ့နေနေမူးတာမောတာမျိုးတွေဖြစ်တတ်ပါတယ်။ဘယူဆိုင်လိုက်ပါရှင်။အချစ်ရေးအနေနဲ့ကတော့ချစ်သူတွေကြားထဲမှာတက်ပါတီဝင်တက်ပါတယ်။ကံကောင်းမဲ့နမတ်လေးတွေကတော့နှစ်ခဏ၊ငါးခဏလေးဖြစ်ပြီးတော့ကံကောင်းမဲ့အယောင်လေးကတော့အဖြူယောင်လေးဖြစ်ပါတယ် ဲ့တော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားကိမ့်မုတ်နှစ်ချက်ကိုလှူဒန်းပြီးတော့မိမိဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုဆူတောင်းပေးပါရှင်။တောက်ကြသားသမီးများတောက်ကြသားသမီးတွေကတော့ဒီတပတ်တာကာလအတွင်းမှာမိကောင်းဆွေကောင်းတွေရဲ့အကူအညီအထောက်ပံ့ကောင်းတွေအများကြီးရရှိမဲ့အချိန်ကာလဖြစ်ပါတယ်။ညီလေးဝင်လာတဲ့အဲ့ညီဝင်လာတဲ့ညီတီလေနှစ်ဖက်တွဲမျိုးမျိုးဖြစ်တာမျိုး နှစ်ယောက်ဆက်တူဝယ်လိုက်ရတဲ့မြေမျိုးတွေဖြစ်တတ်ပါတယ်။အဲ့မြေဝင်ပြီးတော့မှသူကန်ကောင်းသွားတာမျိုးနောက်ထပ်မွေတွေထက်ရသွားတာမျိုးဒီကြုံရတတ်ပါတယ်။ကန်ကောင်းပါတယ်ရှင်ဒီတပတ်တာကာလအတွင်းမှာဆက်ပျက်စီးနေတဲ့အတစ်လေးတွေဝင်လာတတ်ပါတယ်။ဝင်လာတဲ့ဆက်ပျက်စီးနေတဲ့သူ့အတွက်အကျိုးပေးတတ်ပါတယ်။နိုင်ငံသားသွားဖို့ပြင်ဆင်နေတဲ့သူတွေကတော့ဒီတပတ်တာကာလအတွင်းမှာမသွားတင်သေးပါဘူး။ သွားမယ်ဆိုရင်လည်းနည်းနည်းလေးခยีမှာကြံ့ကြာနေတာမျိုးအနှောက်ရှက်ဖြစ်တာမျိုးကြီးကြုံတွေ့ရတဲ့အတွက်ဒီတပတ်တာကာလတင်တော့မသွားတင်သေးပါဘူး။ကျမကြီးအနေနဲ့ကတော့ဒီတပတ်တာကာလအတွင်းမှာကျမကြီးအနေဖြင့်နားနည်းနည်းနားပီယူတာမျိုးနားထဲရေဝင်သွားလို့နားပီယူတာမျိုးနားလေးသွားတာမျိုးတွေနည်းနည်းလေးကြုံတွေ့ရတတ်ပါတယ်။အချစ်ရေးမှာတော့ချစ်သူကြောင့်စိတ်ပြင်းမရတတ်ပါတယ်။ ကန်ကောင်းမဲ့နမတ်လေးတွေကတော့၃ခန်းနဲ့၆ခန်းနဲ့လေးတွေကန်ကောင်းပြီးတော့ကန်ကောင်းမဲ့အယောင်လေးကတော့တက်သွေးယောင်လေးဖြစ်ပါတယ်။မိမိနေအိမ်ဖေးရမှာပေါင်မုန့်နှစ်ချက်ကိုနှုတ်စီတုပ်ပြီးတော့လှူဒန်းလိုက်ပါရှင်။စနေသားသမီးများစနေသားသမီးတွေကဒီတပတ်တာကာလအတွင်းမှာမိမိလှုပ်ရှင်တဲ့အလုပ်လေးတွေကောင်းနေပါတယ်။အလုပ်တွေကကောင်းတယ်လို့ဆိုပေမဲ့လည်းအတိုက်ခံလေးတွေတော့ရှိနေပါတယ်။ရန်အနှောက်အယှက်လေးတွေရှိနေတတ်ပါတယ်။ငွေလေးတွေကလည်း ဝင်နေတော့လဲအခြားသူတွေနဲ့ပဲပြန်ပြန်ကုန်ပြီးတော့အထွက်လေးတွေများနေတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာနိုင်ငံသားသွားဖို့ဇမန်ရထားပြီးတော့နိုင်ငံသားထွက်ဖို့ကြံ့ကြံ့နေတဲ့သူဒီတပတ်တာကာလအတွင်းမှာချိန်တိပေါက်ထွက်ရတတ်ပါတယ်ထွက်မယ်ဆိုရင်လည်းကောင်းပါတယ်ရှင်ဒါမဲ့တော့ခရီးမှာကြိုတင်ပြီးမပြင်ဆင်ထားတဲ့အတွက်ခရီးအတွက်နည်းနည်းထွက်ခံနေကြမှာစိတ်အနှောက်အယှက်ကြီးရတာမျိုးတော့ကရောက်ရတာမျိုးတော့နည်းနည်းကြုံရတတ်ပါတယ်။ ဒီတပတ်တာကာလအတွင်းမှာကျမရင်းအနေနဲ့ကတော့ one bite ကယူဆိုင်ပေးပါရှင်။ဘိုင်အောင်ဘိုင်နာဖြစ်တာမျိုးတွေတော့နည်းနည်းကြုံရတတ်ပါတယ်။အချစ်ရေးမှာတော့မသိအတူနေမမြင်ချောင်းကြည့်ဆိုတဲ့ပုံစံမျိုးလေးရှင်နေတတ်ပါတယ်။ကံကောင်းမဲ့နံမလေးတွေကတော့၅ကနဲ့၇ကနဲ့လေးတွေကံကောင်းပြီးတော့ကံကောင်းမဲ့အယောင်လေးကတော့စိန်ယောင်လေးဖြစ်ပါတယ်။ဒီတပတ်တာကာလအတွင်းမှာကံကောင်းဖို့အတွက်ဆိုရင်ပေါမုတ်ထောပတ်တုပ်လေးလှူဒန်းပေးပါရှင်။ ခုနှစ်ရက်သာသမီများအားလုံးနဲ့တကွာမာဂျူရီမီတာစုဝင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးမိမိလူဝင်ဆန္ဒများကိုရတတဲ့ရပါစေရှင်။